Stay tuned. I'm about to sing. ဒီလုံးကိုလှုပ်ပြီးတော့တနေ့မှာမိဘတွေအတွက်သူတို့လှုပ်ပေးခဲ့တဲ့မြောက်ကိုပြန်ဆက်ပေးမယ်လို့အိမ်မက်မှတ်ခဲ့ဘူးပါသလားကျွန်တော်တို့အတွက်တော့အဲ့ဒါဟာအမြဲတမ်းအောင်မြင်ခြင်းခဲ့တဲ့အရာတစ်ခုပါပဲဒါကြောင့်ဒီလိုမျိုးလောဆောင်နိုင်ခဲ့တဲ့ငယ်ရွယ်ပြီးအလားလားရှိတဲ့ UFC ရဲ့ Chain Fighter လူငယ်လေးတယောက်ကိုမြင်ရတဲ့အခါပျော်ရွံသာမှာကကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေပေါက်တက်ကြွစေခဲ့တာတော့အမှန်ပါပဲ ဒီနေ့တော့ငယ်ပဲပြီးအောင်မြင်မှုကိုစားလောင်နေတဲ့ UFC ရဲ့ Fighter လူငယ်သင်းလေး Chin Fighter Joshua Van ရဲ့အကြောင်းကိုမျှဝေပေးကြပါလိမ့်။နောက်ထပ်မှာ UFC ရဲ့ Flyweight Champion ဖြစ်လာမယ့် Joshua Van လို့ပြောရင်တော့မမှားပါဘူး။ဘာလို့လဲဆိုတော့အောင်မြင်မှုကလက်ရကန်အလိုလိုပြောလို့ရနေပြီဖြစ်ပါလိမ့်။ကဲစားလိုက်ကြအောင်နော်။ကျော်ကျော်မကူ2001ခုနှစ်မှာမြန်မာနိုင်ငံချင်းပြည်နယ်ရဲ့ဟာခါမြို့မှာမွေးဖွားခဲ့ပါတယ်။မွေးရမြန်မာဆယ်နှစ်နေခဲ့ပြီး ပြည်တွင်းမှာပြည်ပကတွေကြောင့်မလေးရှားနိုင်ငံကိုရွှေ့ပြောင်းခဲ့ရပါတယ်။အရိမောင်နှစ်နှစ်နေခဲ့ပြီးကျော်ချွန်မတို့မိသားစုဟာဟိုစတန်တက်ဆက်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အမေရိကန်နိုင်ငံတက်ဆက်မှာဘဝကပိုကောင်းလာခဲ့ပေမယ့်ကျော်ချွန်ဘန်ဟာပန်ဝန်းကျင်အသင့်နဲ့လက်ရုံးညီထွေဖြစ်အောင်ကြိုးစားနေတဲ့အချိန်မှာအနိုင်ကျင့်ခံခဲ့ရတာကိုမကြာခဏကြုံတွေ့ခဲ့ရပါပါတယ်။အင်တာဗျူးတစ်ခုမှာသူကအခုလိုမျိုးဖွင့်ဟပြောဆိုခဲ့ပါပါတယ်။အမေရိကန်ကိုကျွန်တော်ပြောင်းလာပြီးတော့ကျွန်တော်ကအင်္ဂလိပ်စကားမပြောတတ်ဘူးလေ။ ကလေးဘော်တို့ကလူတွေကမင်းကအခြားလူမျိုးပဲဆိုပြီးတော့အနိုင်အမြဲတမ်းကြင်ကန်ခဲ့ရပါလေပြီးတော့ခန္ဓာကိုယ်ကလည်းကျွန်တော်သိတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုတိတ်တော်မကြိုက်ပါဘူးဒါကြောင့်ကျွန်တော်ဘာပဲပြောပြောကျွန်တော်ပြန်ဖိုက်မယ်ဆိုပြီးကျွန်တော်ပြန်ဖိုက်ပါလေဘာမှမပြောနိုင်လို့ပို့ပြီးတော့စိုးလာပေါ့ဗျာလို့သူကဖွင့်ရပြောဆိုခဲ့ပူပါလေဒီလိုဖိုင်ရင်ဖိုင်ရင်နဲ့ဒီအခြေအနေကနေသူဟာထာဝရပြောင်းလဲသွားခဲ့ပါလေဘာကြောင့်လဲဆိုတော့တကယ်ချင်းတယောက်ရဲ့တိုက်တုံးမှုနဲ့အတူကျွန်တော်ရဲ့ဂျော့ရှူအာဗန်က MMA ဂျင်တစ်ခုကိုဝင်ခဲ့တာလည်းပဲဖြစ်ပါလေ အရင်နေရာကပဲသူဟာ UFC ရဲ့ Flyweight Champion ဖြစ်ဖို့အတွက်ခရီးစတင်တယ်လို့ဆိုရတော့မှလည်းပဲဖြစ်ပါလိမ့်။နေ့နေ့ငယ်ကြမှာတော့နှစ်ပေါင်းများစွာ လေ့ကျင့်မှုတွေပြည်ပြဇုံလာပြီးတဲ့နောက်အလားအလာရှိဆုံးသောလူငယ်လေးတစ်ယောက်က UFC ရဲ့စင်မြင့်ထက်ကိုဝင်ရောက်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။အစားပဲမှာတော့ခြားသူတွေပဲ Georgia Van ဟာမသူမှမသိတဲ့တက်ခဲရေးသမားတစ်ယောက်လိုပဲဖြစ်နေပါလိမ့်။ဒါပေမဲ့သူဟာမကြခင်မှာအဲ့လိုဖြစ်လာမယ်ဆိုတာကိုသိကြအောင်စူးစမ်းလှုပ်ဆောင်နိုင်ခဲ့ပါလိမ့်။ ဒေါ်ဂျာဗန်သူ့ရဲ့ပရမအဆုံး UFC ပြိုင်မဲ့နှစ်ယောက်ကိုဒိုင်းရဲ့အဆုံးဖြတ်နဲ့အနိုင်ယူပြီးတော့တတိယပြိုင်မဲ့ကိုတော့ TKO နဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့ကြားထဲမှာခံမမရတဲ့အဖြစ်အပျက်တခုက ဖြစ်လာခဲ့ပါလေ။ဒါကတော့ Stoder မြောက် UFC ပွဲမှာ Charlie Johnson ကိုပရမအဆုံး TKO နဲ့ရှုံးမဲ့ကြုံတွေ့သွားခဲ့ရတာဖြစ်ပါလေ။ဒါငယ်ပြည်တက်ခဲ့ဒီမှာတိတ်အောင်အတွက်စိတ်ပြည့်စရာကောင်းခဲ့ပြီးသူ့ရဲ့အချိန်အင်ဝါတွေကိုပျောက်ဆုံးသွားသလိုတော့ဖြစ်နေခဲ့ပါလေ။ ဒါပေမဲ့ကျွန်တော်တို့ဟာတာမန်လူတယောက်အကြောင်းပြောနေတာတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဂျော်ဂျူအာဗန်အကြောင်းကိုပြောနေတာပါ။ဆိုတော့ဂျော်ဂျူအာဗန်ကဒါရီကိုကျွန်တော်ဂရုမစိုက်ပါဘူး။စူးစမ်းဖို့ပဲလိုပါလိမ့်။စူးစမ်းရင်ဘောင်းဆိုဖြစ်နိုင်ပါလေလို့ဖွင့်အောင်ပြောဆိုခဲ့ပူပါလိမ့်။အဲဒီနောက်မှာတော့ဂျော့ဂျူအာဗန်ဟာနိုင်ဝဲတွေစတဲ့ရောက်ယူလာခဲ့ရင်းနဲ့အခုဆိုရင်၅ဝဲစတဲ့အနိုင်ရရှိခဲ့ပြီးနောက်ဆုံး UFC ရဲ့ Ringing One Roe ကိုနိုင်ရရှိခဲ့ပြီးချန်ပီယံကပတ်ကိုတော့စင်ခေါ်ခွင့်ရရှိနေပြီလည်းဖြစ်ပါလိမ့် မရိယာ UFC ရဲ့တရားဝင် website ရဲ့ထုတ်ပြန်ချက်အရ Joshua Van ဟာ Ring in 1ကိုတော့တက်ရောက်လာခဲ့ပြီလည်းပဲဖြစ်ပါတယ်။ဒါ Ring in စင်စနစ်ကနေနံပါတ်1နေရာကိုတက်ရောက်လာခဲ့တော့ဒီနှစ်နှစ်တာအတောအတွင်းမှာသူ့ရဲ့လှင်မြန်တဲ့အောင်မြင်မှုတစ်ခုလို့ပြောရမှာလည်းပဲဖြစ်ပါတယ်။စရော့ Joshua Van ကိုဘာကြောင့်များချစ်ခင်ကြတာပါလဲ။စရော့ Joshua Van ကသူ့ရဲ့ striking mind လို့ခေါ်တဲ့လက်သီးပစ်ထိုးချက်တွေကအရန်ကိုကောင်းမွန်လွန်ပါလိမ့်။ MMA လို့ခေါ်တဲ့ကိုခံပညာပေါင်းစုံမှာမြေပြင်ထုတ်ကွက်တွေကိုနှစ်သက်ပေးမယ်လည်းပဲတိုင်းကင်သမားအများစုကတော့ဒီလိုကောင်းမွန်တဲ့လက်တီထိုးချက်တွေကိုလည်းပို့ပြီးသဘောတွေ့ကြတာတွေ့မြင်နေရပါတယ်ဒါတော့ကြောချူပါပါပါပြီ Striker Man ထုတ်တော်မှုတိကျတဲ့နေရာမှာတော့ Go Fighter ကြီး DJ ကထိဆုံးကနေဥဆောင်နေစဲလည်းပဲဖြစ်ပါတယ်သူကတော့59ဒသမ2ရာခိုင်နှုန်းနဲ့ရည်တည်နေတာလည်းပဲဖြစ်ပါတယ်သူရဲ့နောက်မှာတော့ကျွန်တော်ရဲ့ဂျော့ချွာဗန်က96ဒသမ8ရာခိုင်နှုန်းနဲ့ရှိနေတာလည်းပဲဖြစ်ပါတယ် ဒါကြောင့်ဂျွာဘိုင်းရဲ့လက်သီးထိုးချက်တွေအားဘလောက်တောင်တိကျလဲဆိုတာကိုတွေ့မြင်နေရမှာလေးပဲဖြစ်ပါလိမ့်။မင်းရင်ချင်းစီလာပြောမယ်ဆိုရင်ဒမနစ်ပြန်များထိအောင်ထော်သုံးနိုင်တဲ့ striking ဘက်အရေးအတွက်မှာတော့ဂျောဂျွာဘန်ကလက်ရှိ flyweight တန်းတာမှာကပဲ UFC promotion တစ်ခုလုံးမှာပါအကောင်းဆုံးအဖြစ်ရည်တည်နေတာကိုလည်းတွေ့မြင်နေရပါလိမ့်။ရောဗန်ကိုကဘာဘောကပြိသက်တွေဘာလို့တိုက်ကြလဲလို့မေးရင်တော့ဒီအချက်ကအဓိကလို့ပြောရလိမ့်မယ်လို့တင်ပါလိမ့် အားလုံးက striking ကိုပိုးပြီးတော့သဘောကျသလို van ကလည်းပိုးပြီးထိထိမိမိနဲ့အရေးအတွက်များများထောက်သုံးပြသနေတာလည်းပဲဖြစ်ပါလေ။ကျော်ကျော် van ကဘလိုပွဲမျိုးကိုမဆိုနောက်မဆုတ်တက်တဲ့ငယ်ရွယ်ပြီးစင်အောင်ထပ်တန်တဲ့လူငယ် fighter တယောက်လည်းပဲဖြစ်ပါလေ။မာနာမကြီးပဲကိုကိုကိုယုံကြည်မှုအပြည့်ရှိတဲ့လူငယ် fighter ကစားမတယောက်လည်းပဲဖြစ်ပါလေ။ပြောသားပြောမယ်ဆိုရင်အခုဆိုရင် UFC ရဲ့စင်ပြင်းထက်မှဒီလောက်အောင်မြင်လာလို့သူ့ကိုတကဘာလုံးကဝိုင်းပြီးချီမွန်ထောပနာပြုနေကြပြီလို့ဆိုရမှာဖြစ်ပါလေ ကြောကြောပန်တွေနောက်ထပ်ဂုံယူစရာမှတ်တမ်းတစ်ခုရှိနေပါသေး။ဒါတော့ UFC ရဲ့စင်ပင်ထက်မှာချန်ပီယံကပတ်ကိုစင်ကောခွင့်ရဖို့တဲ့အာရှပွားအမျိုးသား၂ယောက်ထဲသာထွက်ပေါ်ခဲ့မိပါသေး။အရီဖိုင်တာတွေကတော့ UFC 173တုန်းကဇွန်ဘီနောက် UFC 310ပြိုင်ပွဲကကန်အစာကူရာတို့ပဲဖြစ်ပါသေး။အခုဆိုရင်တော့ကြောကြောပန်ဟာကပတ်ကျော် UFC ချန်ပီယံကပတ်ကြီးကိုစင်ကောခွင့်ရတဲ့တတိယမြောက်အာရှပွားအမျိုးသားဖိုင်တာတစ်ယောက်ဖြစ်လာတော့မှလည်းပဲဖြစ်ပါသေး။ UFC ချန်ပီယံကဘတ်ကိုစင်ခေါ်ခွင့်ရတဲ့တတိယမြောက်အာရှဘအမျိုးသားဟာချင်းတောင်တန်းကနေမွေးဘွားပေးလိုက်သူလို့ဆိုရမှာပဲဖြစ်ပါတယ်။ဂျော်ဂျာဘန်ဟာသူ့ရဲ့ striking ဘိုင်းနေဖြစ်တဲ့လက်သီးထိုးချက်တွေပဲကောင်းနေတာလားဆိုတော့မဟုတ်ပါဘူး။သူ့ရဲ့ take down defense ကလည်းအရန်ကိုကောင်းမွန်နေတာလို့လည်းတွေ့မြင်နေရပါတယ်။သူ့ရဲ့ take down defense ကာကွယ်မှုဟာချစ်စင်တဲ့တရားကနုံးတွေရှိနေကြအောင်သူ့ကိုမြေပြင်ဆွဲချဖို့အတွက်ခက်ခဲလှမှာလည်းပဲဖြစ်ပါတယ်။ ဒေတာ offense မှာတော့ပြန်မြအောင်ညဒသမရှင်ကရှိပြီး63ရာခိုင်နှုန်းတိကျမှုလည်းပဲရှိပါလိမ့်။သူအောင်လွတ်လာမယ်ဆိုရင်မြေပြင်မှာလေကစားနိုင်ပေမယ့်အဓိကအပြင်ထိုးချက်တွေကပို့ပြီးတော့သူ့တွေအားသာချက်တခုလိုဆိုရမှာဖြစ်ပါလိမ့်။ Van Nine ကြီးမယ်ဆိုရင် Stamark ကိုပို့ပြီးတော့အားတန်ပြီးတန်နေတဲ့လို့ဆိုရမှာဖြစ်ပါလိမ့်။ဂျော်ဂျာမန်ဟာ2023နှစ်ကနေစတင်ပြီးတော့ UFC ကိုပါဝင်ခဲ့တာဖြစ်ပြီးလှင်မြန်စွာနဲ့ပဲအောင်မြင်သူတယောက်လို့ဆိုရမှာလည်းဖြစ်ပါလိမ့် နှစ်နေတာကာလအတွင်းမှာဒီလိုအောင်မြင်မှုကိုရယူနိုင်တာတော်ယုံဖိုက်တာတော့မဟုတ်ပါဘူး။ကြောက်ကြပါ UFC ရဲ့ဆင်းပြင်းထက်မှာစုသပေါင်း၉ပွဲကစားပြီး၈ပွဲနိုင်တပွဲသာရှုံးပြီးနောက်ဆုံးစားထားတဲ့၅ပွဲမှာဆိုရင်ဇရက်အနိုင်ယူထားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ Ringing One ကရိုဘယ်ကိုနိုင်ရလိုက်ခြင်းကကြောက်ကြပါအတွက်အကြီးမားဆုံးသော အောင်ပွဲလို့ဆိုရမှာလည်းပဲဖြစ်ပါလိမ့်။ Flyweight ရဲ့အဆင့်တင်း No Brandon Robert ကို၃ချီတွင်းမှာပဲအနိုင်ရလိုက်တာကကျော်ကျော်ဘန်အတွက်ချန်ပီယံကပတ်ကိုစိန်ခေါ်နိုင်ခွင့်ရရှိလာခဲ့ပြီလည်းဖြစ်ပါလိမ့်။ ဗလာဝီနိုင်ရဲ့ချန်ပီယံကပတ်လူပွဲမှာတော့ချန်ပီယံကို၄ချိန်ဇက်တိုက်ကာကွယ်ထားတဲ့ဘန်ဒိုကြောင့်လည်းရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ UFC ရဲ့ကနဝင်ဖိုင်တာကြီးတွေကတော့ဘလို့တုံးတယ်လဲဆိုတော့ UFC ရဲ့ကနဝင်ဖိုင်တာကြီးဖြစ်တဲ့ Henry ကဂျော်ဂျူအမန်ကပန်နူဂျာကိုဒုက္ခပေးဖို့အလားအလာရှိနေတဲ့ပြိုင်ပွဲမျိုးဖြစ်ပါလေ။ Flyweight တန်းမှာလိုနေတာကဒီလိုဖိုင်တာမျိုးတွေပဲ။ဂျော်ဂျူအမန်တို့မှာလည်းကတ်ရလိုဖိုင်တာတွေဒီဝေတန်းအတွက်တကယ်ကိုလွတ်ပါလေ။သူတို့ကတကယ်ကိုစိတ်လို့ချဖို့ကောင်းတဲ့ကစားဟန်မျိုးတွေမဟုတ်ပါဘူး။ ပါဇက်အဟောင်းသားဖြစ်အောင်ကိုဇားပြနိုင်တဲ့သူတွေပါမြေပေါ်ဖိုင်တာလေးရဲ့ဇာမုံဆိုရင်ပရိသတ်တွေကအတော်လေးကိုကြိုက်ထားမှု နေချင်းညာချင်းပဲ Instagram follower တောင်တသိန်းကျော်တောင်ရရှိသွားခဲ့ပြီမဟုတ်လားဥစမန်ကလည်းငါက Van ရဲ့ fan ဖြစ်ပါလေအထူးပြောနေစရာတော့မလိုပါဘူးဘလောက်တောင်ဒီကလေးချစ်လဲဆိုရင် Bomb is in my လို့တောင်ငါတော့တင်စားလိုက်ချင်ပါလေဒါပေမဲ့ရုံးကန်နေရာလေးအပိုင်းလူတွေတော့ရှိနေသေးပါနောက်ပိုင်းဘွဲစင်တွေမှာအရိအချက်တွေကိုတိတ်ပြီးမမြင်ရတာကသူကပဲပြန်မဲ့တကိုဇရိုက်ထိထိမိမိလုံးပြနိုင်လို့ တိတ်ပြီးတော့မပေါ်လင်ပါဘူး။သူရုံးကန်ရောက်နေတဲ့ဘန်းတွေကတော့ဘန်းတို့ကြောင့်အတော်လေးကိုအားကောင်းလို့နဲ့အားသာချက်မျိုးတွေဖြစ်နေပြပါလိမ့်။ဘန်းကတော့အုံနိုင်ခွန်းဆိုပြီးဖြစ်အောင်ထိုးပြအုံးပါပါပဲ။ပရိသေတွေကဘန်းတို့ကြောင့်အကြောင်းတိတ်မပြောတာအဲ့ဒီအချက်ကြောင့်ပဲဆိုင်ပဲလို့ထင်ပါလိမ့်။ဘာလို့လဲဆိုတော့သူကချန်ပီယံဖြစ်ပေမဲ့ဘန်းတို့လိုပရိသေတွေကမျက်စိထဲဆွဲသွောင်းအောင်တစ်ချက်ကောင်းနဲ့ထိုးပြတာမျိုး striking ဘန်းကိုအားပြုစားတာမျိုးတွေမရှိဘူးလေ။ အရင်ကတည်းကဗန်ပဲဖြစ်ပြီးမာနိုင်ကပဲဖြစ်ပြီးချန်ပီယံကပဲစင်ကောခွင့်ရရမယ်ဆိုရင်ဝန်ကြီးဘွယ်ကောင်ဖြစ်လိမ့်မယ်လို့တွေးထားမိတော့အခုတော့ဗန်ကထက်ချင်းကြီးကိုတိုးတက်လာခဲ့တာပဲဒါပေမဲ့အမှန်တမ်းပြောမယ်ဆိုတော့ပန်လိုဂျာကဇားပေါက်အဆုံးလုံးပါလိဂိုင်ဂန်ဖန်လူတော်ဘာဝါပိုင်းအားပြုကိုဇားတဲ့သူတော်မှကစားကွက်ထုတ်ွက်နဲ့ပိတ်သွားပြီးလုံးပြသွားခဲ့တာပဲပြောရမယ်ဆိုရင်ဂိုင်ဂန်ဖရန့်စ်ဟာပန်လိုဂျာကိုနှစ်ချက်ဇက်တိုက်ပိုးပြီးထိမိအောင်မထိုးလိုက်နိုင်ပါဘူးသူကအဲ့လိုလုံးတော့မယ်ဆိုရင်ဟိုဘက်ကလှည့်ချလိုက်ပြီလေ ဆိုတော့ van ရဲ့ဘွဲမှာလည်းဒီလိုပဲလာမယ်လို့ထင်ပါတယ်ဘွဲကတော့တကယ်ကိုစောင့်ကြည့်နေတာပါဒါပေမဲ့ပန်ရိုဂျာကိုစန့်ကျင်ဘက်လုတ်ပြီးတော့ခံမှန်းဖို့တော့လွယ်မယ်တော့မထင်ပါဘူး go fighter ကြီး dj ကတော့ကြောက်ချွာ van ကိုအခုလိုမျိုးချီးမွမ်းစကားပြောဆိုပါတယ်ဘာလို့ညာနဲ့ထိုးတဲ့အခါမှာသူကအနောက်ကိုကတ်ဖို့တိုးသားမယ်တဖက်ကအလုတ်ကိုစောက်မယ်။နောက်မြင်မိတဲ့အချက်ကိုပြောရမယ်ဆိုရင် Brandon Roba နဲ့ထိုးတဲ့ပွဲမှာလည်းပန်ရိုဂျာနဲ့ပွဲမှာချပြလာမယ်။သူ့ရဲ့ striking မှန်းစွမ်းဆောင်ရင်ကပိုးပြီးတော့တီးကြလိမ့်မယ်လို့တင်တယ်။ ဘာလို့လဲဆိုတော့ရိုဘောဇားတဲ့ပုံစံကအငြိမ်မနေပါဘူးထောက်လန့်သေးတွေဇဒိုက်ထော်သုံးပြီးတော့ဘေးကိုရှောင်ထွက်တယ်ဘာလို့ကြောင့်လဲအလုတ်ရောင်းနေကစားတာပါပဲဒါပေမဲ့သူလှုပ်ရှားတဲ့ပုံစံကထိတ်ထောင်းရဖို့ဥတီလှုပ်ရှားသွားမှာပါရိုဘောနဲ့တော့လုံးဝမတူပါဘူးကျွန်တော်ဘာဖြစ်လို့ဘန်ရဲ့ striking ပိုင်းကစားပုံကပို့ပြီးတော့တီးကြမယ်လို့ခန်းစားမိလဲဆိုတော့ပန်လုံချာကဘယ်အခွက်ကိုမစိုးဥတီနဲ့ဆိုတော့ကိုသူ့ဘက်ကအပိုင်တွတ်ထားလို့ရတယ်လေအဲဒီတော့အခွင့်ရေးရရင်အုံအုံဒန်းဒန်းလုံးမယ်။နောက်တွန်းထိုးမယ်။လှည့်ပက်ပြီးကစားမယ်အခွင့်ရေးရတာနဲ့ဝင်ပြီးကြိတ်မယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော်စိတ်ထဲမှာတော့ပန်လို့ကြပဲစားသွားလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့မသိစိတ်မှာဖြစ်နေတာကဒီနေ့ထဲမှာတကဘာလုံးကိုအာအာတင့်သွားအောင်လုပ်ပြမယ်သူပေါ်လာမယ်ဆိုတော့ကိုအဲ့ဒီဖိုင်တာကပန်လို့ကြနဲ့ပွဲမှာထိုးမဲ့ဗန်ပဲဖြစ်ပါလိမ့်။အရွယ်ငယ်တဲ့လက်သီးထိုးချက်တွေကလည်းတိတ်ကိုတွတ်လွန်းနေ။နောက်တုံ့မြန်မှုမြင်ရတဲ့အပြင်အကွာအဝေးလှမ်းတာတွေကလည်းတိတ်ကိုတီးကြပါလိမ့်။သူ့ရဲ့လက်သီးထိုးချက်တွေကဘလောက်တောင်ပြင်းထန်လဲဆိုတော့မသိပေမဲ့လည်းအထက်ကြီးကတော့အများကြီးကိုထိအောင်ထိုးပြနိုင်ပါလိမ့်။သူ့ရဲ့နာခဲ့ကသေးကြပါတော့တော့ပါနေပါပါလို့ ဂျီမွန်စကားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဆိုတော့ကပတ်လူပွဲကတော့ဂျော်ဂျော်ဘန်အနေနဲ့ဒီဇင်ဘာလမှာကပတ်လူရဖို့ရှိနေပါလေ။ဆိုတော့လေးချင်းပြင်ဆင်ချင်းအားဖြင့်6လနီးပါးရရှိမှဖြစ်လို့ဂျော်ဂျော်ဘန်အတွက်ပြိုင်မဲ့ပန်းလူကြောင့်ကိုလေးလာဖို့ပွဲအတွက်ပြင်ဆင်ဖို့အကောင်းဆုံးဆောင်ရွက်နိုင်မယ်လို့မျှော်လင့်မိပါလေ။ ကဘာကျော် promotion ကြီး UFC ကတော့ဂျော်ဂျာဘိုင်းရဲ့ပုံရင်းနဲ့အတူအားချောက်ဈေးကွက်ကိုကွန်ရက်ကိုတော့လွှမ်းမိုးလာနိုင်ခဲ့ပြီလို့ဆိုအောင်မှလေးပဲဖြစ်ပါလိမ့်။မဟုတ်လို့ဂျော်ဂျာဘိုင်းနဲ့ရိုဘယ်တို့ရဲ့ပွဲစဉ်ကိုအားချောက်လွှားကအစိတ်ဝင်စားနေကြည့်ရှုအားပေးသူတွေကအရင်ကထက်ပိုပိုပြီးတော့များပြားလာခဲ့တာကိုတွေးမြင်ခဲ့ရပြီး UFC အတွက်ဈေးကွက်ပိုင်းဆိုင်ရာအမြတ်ထွက်မှုလို့ဆိုအောင်မှလေးပဲဖြစ်ပါလိမ့်။ နောက်တဲ့ချက်ကတော့ဂျော်ဂျွာဘန်ထိုးတဲ့ပွဲစဉ်ဟာ PVB ပေပါဗျူးစနစ်ထဲကိုရောက်ရှိနေပြီဖြစ်လို့အခုလိုမျိုးပိသက်အားတိုးတာမှုက UFC ကိုအကျိုးစီးပွားပုံမှုဖြစ်ထွန်းလာစေတော့မှာတော့အမှန်ပါပဲ။ဆိုတော့ဘန်လိုဂျာနဲ့ဂျော်ဂျွာဘန်တို့ဖလန်ဝေးတန်းကပတ်ချန်ပီယံလူပွဲကြီးကိုဒီဇင်ဘာလနေ့မှာကျင်းပတော့မှာဖြစ်လို့ UFC ရဲ့323ပြိုင်ပွဲမှာထဲသွင်းကျင်းပဖို့တည်ရသွားခဲ့ပြီဖြစ်လို့ပြိုင်ပွဲကျင်းပမယ့်ရက်အတိအကျကိုပဲစောင့်မျှော်ရဖို့တန်ရှိတော်တယ်လို့အဆိုအမလည်းပဲဖြစ်ပါလေ။ ကျောင်းကျောင်းပန်းကိုတိုင်းကလည်းအခုလိုဖွင့်ရပြောဆိုထားပါလေကျွန်တော်နေနေပွဲကတော့နိုဝင်ဘာသို့မဟုတ်ဒီဇင်ဘာလပဲကိုဖြစ်ဖို့များပါလေဘာဖြစ်ပြောသူအစင်းသင်းဖြစ်တဲ့အခါပေါ်လေဒီနေ့မကုန်ခင်တော့ကပတ်လူပွဲအတွက်ထိုးဖို့အခွင့်အရေးကျွန်တော်ရကြင်ပါတယ်လို့ဖွင့်ရပြောဆိုထားပါလေစလို့ငယ်ပဲပြီးဆက်ရပန်တက်ကြွနေတဲ့သူအောင်မြင်မှုတွေကိုအရန်ကိုဆာလောင်နေတဲ့သူတယောက်မြဘာကစားပြုချင်းသူငယ်ဖိုင်တာလေးကျောချွာဗန်ရဲ့ပွဲကိုရင်ကုန်စွာနဲ့စောင့်ကြည့်ရတော့မှလည်းပဲဖြစ်ပါလေ ျေးဇူးတင်ပါတယ်ဘဲတဲ့မြလို့ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ